ရိုက်တက်ချအောင်လို့မင်္ဂလာပါရှင်ကျမတို့ channel ဒီကနေ့ပြန်လေးကြွဆွန်လိုက်ပါရှင်ရိုက်တက်ချအတွက်ကုတကောက်တက်ဆက်ပေးမယ့်တင်ကြောင်းလေးကတော့နေပြည်တော်ကမြင်းကလေးလှုပ်ခတ်မှုမှာဒုတက်ချုပ်စိုးဝီမိသားစုနဲ့ထိခိုက်ဒေဆုံးမှုရှိတယ်လို့တရင်နဲ့ချက်ပေါ်လာတဲ့ဖြစ်ပါတယ်နေပြည်တော်မှာရှိတဲ့အာနာရှင်ဟောင်းဥတန်းရီတမရောင်းဟောင်းဥသိန်းစင်လက်ရှိအကြံပေးစကားဆောင်မင်းရနိုင်ရဲ့နေအိမ်များအပောင်းဝင်6လုံးတက်နေအိမ်များစီယုံနဲ့တမရောင်းအိမ်တော်တို့ဟာငလေးတန်းကြောင့်ဆူဆူဝါပြည့်စုံမှုများရှိခဲ့ပြီးစီအင်ဂျင်နီယာအဖွဲ့ကချက်ချင်းပြင်ဆင်နေကြောင်းနေပြည်တော်စစ်ဘက်တရင်မြေကရှင်းက ခဲ့တဲ့တင်ဆက်နာချက်တော့ပြောဆိုချဖြစ်ပါတယ်။မဆလာ28ရက်နေ့မော်လယ်ပိုင်းလောက်ကတ်ခဲ့တဲ့ငနေကြောင်းနေပြည်တော်မှာရှိတဲ့စကောင်းဆောင်နဲ့ကောင်းဆောင်ဟောင်းများရဲ့6လုံးတန်နေများပြည့်စုံမှုများရှိခဲ့ပြီးလူထိခတ်မှုတော့မရှိခဲ့ကြောင်းသိရှိရပါတယ်။ချို့သူနေပြည်တော်စစ်ရုံးနဲ့တမရအင်တော်တို့မှာလည်းဆိုးရွားစွာပြည့်စုံသွားကြောင်းမင်းအောင်နိုင်ရဲ့စိုးဝင်းအပါဝင်စကောင်းစင်ဖွဲ့ဝင်များမှတခြားသောနေရာများသို့ပြောင်းရွှေ့ရုံထိုင်ခြင်းအစီအဝင်းများကျင်းပခြင်းများလုံဆောင်ချက်ကြောင်းသိရှိရပါတယ်။အဆိုပါပြည့်စုံသွားခဲ့တဲ့6လုံးတန်မှနေအင်များ နေပြည်တော်စစ်ရုံးသမရအင်တော်တို့ကိုစစ်ကောင်ဆောင်မဲလာရဲ့တရက်စီမံခန့်ခွဲမှုဖြင့်စစ်အင်ဂျင်နီယာတစ်ဖွဲ့ကအထူးအဖွဲ့များဖွဲ့စည်းကချက်ချင်းဆိုသလိုပြင်ဆင်မှုများလုပ်ဆောင်နေရှင်နေကြောင်းသိရှိရပါသည်